တရုတ်နိုင်ငံမှာဖျဲသေးဆိုင်တဲ့အခါမှာတော့ဖျဲသေးအပေါ်မှာကြောက်ခဲတွေတင်ထားကြပါတယ်။ဖျဲသေးအကြီးကြီးတွေအပေါ်မှာကြောက်တုံးလေးတွေတင်ထားတာကိုမြင်ဘူးကြပါသလား။တရုတ်နိုင်ငံမှာဆွေးနွေးတလို့ကြောက်တုံးတွေတင်ထားတာကထူးဆန်းတဲ့အရာမဟုတ်ဘဲနဲ့ရာစုနဲ့များစွာကလေးကအသုံးပြုခဲ့ကြတဲ့စိုက်ပျိုးရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးဖျဲသေးကိုကြောက်တုံးနဲ့ဖိထားရတာကဘာလို့လဲဆိုတာတွေကိုမသိကြပေမဲ့သူရဲ့နောက်ွယ်ရာအကြောင်းအရာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာပါ။အဓိကရည်ရွယ်ချက်ကတော့ဖျဲသေးကိုတညီတညွတ်ထဲလှပတဲ့ဖျဲသေးတလုံးရလာစေဖို့ပဲဖြစ်ပါတယ်။ ဖယဲသည်ဟာကြီးလာတဲ့အခါမှာတခါတလေသူတို့ရဲ့ပုံစံတွေကလှလာပါပါထွက်မလာဘဲနဲ့မညီညာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မဲကြောက်တုံးကိုဖယဲသည်ရဲ့အချက်ကနေဖိထားပြီးဖယဲသည်ကိုညီညီညာညာနဲ့လှလာပါပါထွက်လာစေဖို့အတွက်အသုံးပြုတဲ့အနည်းပြုဟာချက်ခုပါ။ဘလိုပဲဖြစ်ဖြစ်ပါဖယဲသည်တလုံးကမညီညာပဲနဲ့ကြည်ရတာလည်းမလောက်ဆိုရင်အဲ့ဒီဖယဲသည်ကဈေးကွက်မှာဘလို့မှရောင်းမထွက်နိုင်ပါဘူးအဲဒါကြောင့်ပဲဖယဲသည်စိုက်ပျိုးတဲ့သူတွေကအသီးစားတည်တဲ့အချိန်ကနေစနေပြီးပုံစံလောက်လို့တိတ်စားခရိုးစိုက်ကြရပါတယ် တချို့ကတော့ကြောက်တုံးလေးတွေကဖယဲသေးကိုအေးမြအောင်လို့ထိမ့်ပေးတယ်လို့လည်းယုံကြည်ကြတာပေါ့နော်။ရာသီဥတုကအရန်ကိုပူးလာတဲ့ချိန်မှာဖယဲသေးပေါ်မှာအခုလိုကြောက်တုံးလေးတွေဖိထားတာကအပူကိုလျှော့ချပေးပြီးဖယဲသေးအတွဲပိုင်းကိုချက်မသွားအောင်လို့ကာကွယ်ပေးရလို့ဆိုကြပါရစ်။တကယ်တော့ဒါကတရုတ်စိုက်ပျိုးရေးမှာတွေးခေါ်မှုနဲ့အတူပြုလုပ်ထားခဲ့တဲ့ဤပညာကောင်းလေးတစ်ခုဖြစ်ပါရဲ့ရှင်။